ခုဒီဗီဒီယိုမှာမှားတဲ့အတန်တွဲရှိတဲ့စကားလုံးလေး၅လုံးကိုစုထားပါတယ်။ကဲပထမတစ်လုံးကတော့ဒီစကားလုံးဖြစ်ပါတယ်။အဲဒီစကားလုံးကိုဘယ်လိုအတန်ထွက်မလဲ? How do you pronounce this word? tomb 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 ဒီစကားလုံးကို tomb လို့ထွက်ပါတယ်။သူ့မှာရှိတဲ့ b ကိုဖြုတ်ပစ်ကြပါမယ်เนาะ။ b တန်းကိုဖြောက်တဲ့အကြောင်းမလို့ tomb ဆိုပြီးတော့ကျွန်တော်က m တန်းနဲ့ပိတ်ကြတယ်။ tomb 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 မြန်မာလိုကတော့ဒါဂူဘိမှန်တွေကိုပြောတာဂူတင်းကြိုင်တွေကိုပြောတာပါ tomb လို့ထပ်ပါရယ်နော် b ကိုလုံးဝထည့်ထွက်ကြမလို့ဘူးဟုတ်ပြီ for example legends say the tomb is cursed legends say the tomb is cursed အဲ့တော့ပါလဲ legends လို့ခေါ်တဲ့ဒါယာယီတွေက say ပြောကြတယ် the tomb 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 လို့ခေါ်တဲ့ဂူတင်းကြိုင်တွေက is cursed ဘာဖြစ်နေလဲဆိုရင်ချိန်စာတင့်နေတယ်เนาะ cost ဆိုတာချိန်စာတင့်တာကိုပြောတာပါ Okay ဒါကြောင့်မလို့တန်တက်က to 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 အဲ့တော့ဒီဝါကြားထဲမှာရှည်ဆုံးစလုံးကိုသိထားပါเนาะ legends เนาะဒါလည်းရှိမှာအာရှိဗီဒီယိုချို့မှာပြောခဲ့ပူပါတယ်တီးပြီးသားလည်းရှိမှာပေါ့သူက legend လို့မထွက်ဘူး legend လို့မထွက်ဘူး legends ဒါအများစုသိကြတယ်ဘာကြောင့်လဲဆိုရင် mobile legends ရှိတာ哦เนาะဒါကြောင့်အတန်တက်ကတော့ legends legends. Number two, how do you pronounce this word? Eucalyptus, eucalyptus, eucalyptus. Do go you test လို့ထပ်ပါတယ်။ခြေစုံက e ကိုဖြောက်ဖက်ကပါတယ်။ you နဲ့စပါတယ်နော်။ you can lip test stress လို့ခေါ်တဲ့ပြည်တံကိုသူက lip မှာထားပြရတဲ့ကြောင့်မို့ you can ဆိုပြီးမြန်မြန်လေး เนาะปาวสุเลยป่ะ eucalyptus lipthas eucalyptus eucalyptus တို့ပြီးထွက်လို့ရပါတယ်ဒါပါလဲဆိုရင် eucalypt အပင်သို့မဟုတ် eucalypt အရွက်ကိုပြောတာလေနော်ဒါအမှတ်ကလွယ်เนาะမြန်မာလိုလဲ eucalypt ပဲဟုတ်ပါပြီ for example koalas eat eucalyptus leaves as their main food source koalas eat eucalyptus leaves as their main food source ခိုအားလားဆိုတာကကိုအားလားကောင်လေးတွေပေါ့နော်ဒီမြင်ရတဲ့ပုံလေးကကောင်လေးတွေပေါ့အဲ့ကောင်လေးတွေကဆိုလို့ရှိရင်လည်းယူကလေးရွက်တွေကိုစားတယ်တဲ့ပါအဖြစ်လဲဆိုရင် extra အဖြစ် they are main food source เนาะသူတို့ကအဓိကအစားအရင်းမြစ်ဖြစ်ဒီပါလဲဆိုလို့ရှင်သူက eucalypt ရွက်တွေကိုစားပါတယ်ဟုတ်ပြီเนาะဒါဆိုအတန်တက်ကတော့ eucalyptus 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 ရှင်းစောင်းအီကိုထည့်ထွက်စရာမလိုပါဘူး 3 how do you pronounce this word ဒီစကားလုံးလေးကိုဘယ်လိုအံထွက်မလဲ ukulele ukulele လို့ထပ်ပါတယ်เนาะကျွန်တော်တို့မြန်မာလိုက ukulele ဆိုပြီးလွယ်လွယ်ထွက်ရင်เนาะ ukulele မဟုတ်ပါဘူး ukulele ukulele stress လို့ခေါ်တဲ့ဖိတန်လေးကိုသတိထားပါအမှားရှိလဲဆိုရင် तू ကနံပါတ်3ခုမြောက်မှာရှိပါတယ်လေးဆိုတဲ့နေရာမှာရှိရတာကြောင့် you can lay ပြီးတော့မှ lay you can lay lay ukulele ukulele လို့ထပ်ပါတယ်ဒါဘာကိုပြောလဲဆိုရင်သိကြပါတယ်เนาะဂီတာတီတီလေးဟာမျိုးပေါ့เนาะဂီတာပေါက်စာလေးကို ukulele လို့ခေါ်တယ်လေဟုတ်ပြီ for example he played a cheerful tune on his ukulele he played a cheerful tune on his ukulele သူကသူ့ရဲ့ ukulele လေးနဲ့เนาะရွှေမျိုးစရာကောင်းနဲ့ tune ရွှေစာတေးသွားတွေကိုတိကပ်ပါတယ် ukulele ukulele ukulele. Four, number four. How do you pronounce this word? This is a word. Invitation. Invitation. သူကို invitation လို့ထပ်ပါတယ်ကျွန်တော်တို့အများစုမှားထတာကတော့ invitation ဆိုပြီးတော့ vice ဆိုပြီးတော့ထွက်နေတာမဟုတ်ပါဘူး vit เนาะ invitation invite သေးမှာ stress ကိုထားတဲ့အတွက်ကြောင့်မလို့သေးကိုပိုးပြီးတော့မြင်ပြအောင်ပဲ invitation 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 okay ဒါပါလဲဆိုရင်ဖိတ်ကြားမှုကိုပြောတာပေါ့နော်ဖိတ်စာလို့လည်းပြောပါတယ်ဟုတ်ပြီ for example i received an invitation to the wedding i received an invitation to the wedding အဲ့တော့ကျွန်တော်က received ဆိုတာလက်ခံရရှိခဲ့ပါတယ် an invitation ဆိုတာကဖိတ်စာတစ်စောင်ပေါ့ to the wedding ဆိုတာ wedding ကိုလာဖို့ okay ဟုတ်ပြီเนาะဒါဆိုဒီစလုံးအမည်အတန်ထွက်ကမှာကတော့ invite မဟုတ်ဘူး invite invitation 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 ပေးစာတော့မဟုတ်ဖိတ်ကြမှု5 number 5 how do you pronounce this word ဒီစကလုံးလေးကိုဘယ်လိုအတန်ထွက်မလဲ debut 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 stress ကိုသူကနောက်မှာရှိတဲ့ view မှာထားရကြအောင်လို့ d view လို့ထည့်ရပါ d bat တို့ debut တို့မထွက်ဘူးဆိုတာသတိထားပါเนาะ t တန်လုံးဝမပါဘူးเนาะနောက်ဆုံးပိတ်ချက် t လုံးဝမပါပါဘူး d view debut လို့ထွက်ပါတယ်သူရဲ့အထိပယ်ကတော့ဒါလည်းဆိုရင်သူကပထမဆုံးလုပ်တဲ့ဟာကိုပြောတာเนาะပွဲဦးထွက်ကိုပြောတာပေါ့ဟုတ်ပြီ for example the singer's debut album received rave reviews the singer's debut album received rave reviews အဲ့တော့ပြောချင်တာ singer ဆိုတာကဆိုတော့တော့ပြီးတော့အဆိုတော် e ပေါ့ apostrophe s ပါတော့အဆိုတော် e ပါလဲဆိုရင် debut ဟုတ်ပြီနော် debut album ဆိုတာပွဲဦးထွက် album ပထမဆုံးထွက်တဲ့ album က riff reviews တွေရပါတယ်ဒီမှာသိရမှာ riff ဆိုတာပါလဲဆိုရင်အရန်ကောင်းတာကိုပြောတာပေါ့နော်အရန်ကောင်းတာကိုပြောချင်တာပါနောက်ပြီးတော့ review ဆိုတာပါလဲဆို comment လို့ဟာမျိုးတွေပေါ့နော် review ကောင်းတယ်ပေါ့ ဆိုတော့ရဲ့ပထမဆုံးပွဲဥတွေ album ပေါ့တချင်းရဆိုရင်လူတွေရဲ့ good reviews တွေရသွားတယ်ပေါ့နော်အဲ့ဒါကိုပြောချင်တာပါ okay ဒါကြောင့်မို့ဒီစလုံးအမီထွက်ပြရမယ့်အတန်ကတော့ debut 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 ဟုတ်ပါပြီဒီနေ့ပြောခဲ့တဲ့အတန်ထွက်မားတဲ့စကလုံး၅လုံးကိုပြန်ခြုံကြည့်မယ်ဆိုရင်ပထမတစ်လုံးကတော့ tomb 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 ကိုပြိမ့်မယ်ကိုတင်ရဆိုတော့အတိပဲဖြစ်တယ်နောက်တစ်ခုကတော့ eucalyptus 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 ဒါကတော့ eucalyptus ပြီး eucalyptus အရွက်ကိုပြောတာပါနောက်တစ်ခုကတော့ ukulele 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 ဒါကတော့ guitar ပေါက်စာလေးပေါ့နော်နောက်တစ်ခုကတော့ invitation 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 ဒါကတော့ပိတ်စာတမဟုတ်ဖိတ်ကြားမှုဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်နောက်တစ်ခုကတော့ debut 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 เนาะအဲ့ဒါပါလဲဆိုရင် तू ကပွဲဥထွက်ပေါ့ပထမဆုံးဟာကိုပြောတာပါเนาะ T တန်ကိုလုံးဝ silence လုပ်ထားရဆိုတော့သတိထားပါ Okay ဟုတ်ပါပြီအားလုံးချုပ်ပြီးတစ်ခေါက်စီပြောကြည့်မယ်ဆိုရင်เนาะ to eucalyptus ukulele invitation debut thank you